မင်္ဂလာပါရှင်မေလာစနေရဲ့သတင်းလာနေရွှေရံကုန်ရဲ့လှလရှာရံကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ရံကုန်မြို့ရှိရွှေတကုံဝစီတော်မြကြီး52ကျိန်းမြောင်ကဆုံညောင်ရီ၃လောင်းပူဇော်ပွဲကျင်းပတဲ့သတင်းကဆုံလာပြည်နေဗုဒ္ဓနေရင်ရံကုန်မြို့ရှိရွှေတကုံဝစီတော်မြကြီး52ကျိန်းမြောင်ကဆုံညောင်ရီ၃လောင်းပူဇော်ပွဲကိုမေလာ၁၇ရက်နေ့ပိုင်းကမဟာဗောဓိညောင်ပင်နေရာတွင်ကျင်းပကြောင်းသိရပါတယ်။ ရွှေဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျောင်းဝစုသိန်းနယ်စနီရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်ပြည်စုံလင်းနယ်စနီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်စနာသွဲတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့၎င်းတို့ရဲ့စနီများကောဘကအဖွဲ့ဝင်များနဲ့ဘာသာရေးဝိအသင်အဖွဲ့များဟာစေတီတော်ရှင်ပြင်းရှေဟောင်ဗုဒ္ဓတော်များတစောင်းစုရမရွှေတော်ကုန်စေတော်မြတ်ကြီးအားလက်ရာရေးလှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမယ်မဟာဗောဓိညောင်ပင်နေရာတွင်နေရာယူကြကြောင်းသိရပါတယ်။အဲ့ဒီနောက်ရွှေရကုံစီတီတော်ဘန္နာအထင်းကိုပကအဖွဲ့ဩဝါရစရိယဆရာတော်ကြီးများကပရိဘောကစီတီမဟာဗောဓိညောင်ပင်အားဗုဒ္ဓပိတိကမင်္ဂလာအနေကစားတင်လှူပူဇော်ကြပါတယ်။ အဒီနာရွှေတကုံစီတီတော်ဘန္နာထေကောပကအဖွဲ့ရဲ့ဩဝါဒစရိယစွန်လွန်စရာတော်ဗဒန္နာတုံတရာထမရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့စနီးအပရိသတ်များကနဝင်ကတိလာခံယူဆောက်တည်ကြပါတယ်အဒီနောရွှေတကုံစီတီတော်ဘန္နာထင်ကိုပကအဖွဲ အလဲကြတဘာပတိဦးအောင်စေရလင်းကဘောရီယုခဥတကပူဇာမင်္ဂလာစာရန်လှကိုဖက်ကြားလျှောက်ထားပါသည် ဆက်လက်ပြီးဩဝါဒစရိယာဆရာတော်ကြီးများနဲ့ပင်တန်ဃာတော်များအားလူပဲဝိထုပစ္စည်းများဆက်ကလူရန်ကြပြီးရွှေတကုံဝင်းစတီတော်ဘန္နာအထင်းခုပ်ပကအဖွဲဩဝါဒစရိယာနိုင်ငံတော်ဗဟုသံဃာဝင်ဆောင်ပါဠိတကတူညောင်တုံးကျောင်းတိုင်းပဒါနနာယကဗဒ္ဒနာနာရတာပြည်ဝင်သားလှယတနာဆရာတော်ထံမှအနုမောဒနာတရားနာကြပြီးလူရန်မှုအစုစုတို့အတွက်ရေးဆက်သွင်းချအမြပေးဝေးကြပါရစေ။ အဲ့ဒီနောက်ဩဝါရစရိယာဆရာတော်ကြီးများတိုင်းနေသားကြီးဝင်ကြီးကျုံနေစနီးတိုင်းမှုနေစနီးတာဝန်ရှိသူများ ကောဘကအဖွဲ့ဝင်များဘာသာရေးဝိအသင်အဖွဲ့များနဲ့ဖျားဘူးလာပြည်သူများကဗောဓိညောင်ပင်အားညောင်ရီတုံလောင်းပူဇော်ကြပါတယ် ဆက်လက်ပြီးတိုင်းနေသားချင်းဝင်ကြီးကျုံနယ်စနီးတာဝန်ရှိသူများဟာစူးလေစီတီတော်ပိုတထောင်စိုက်တီရဲ့ဆန်တော်ဦးစီတီတော်နဲ့သီရိမင်္ဂလာကဘာအေးစီတီတော်တို့တွင်ကောဘကအဖွဲ့တို့ကကြီးမှုကျင်းပါတဲ့ကဆုံလာပြေဗုဒ္ဓနေ့ညဝေသွန်လာပူဇော်ပွဲများသို့တက်ရောက်ကြပြီးစီတီတော်များရှိဗုဒ္ဓရုပ်ပွားတော်များအားဖူမြော်ကြည်ညိုကြကဗောရီညောင်ပင်အားဖျားပူလာပြည်သူများနဲ့အတူညဝေသွန်လာပူဇော်ကြပြီးအလုံငွေများပေးရလှူရန်ကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဇွတ်ထက် ိုကားပေးပို့ထားပဲဖြစ်ပါရဲ့ရှင်ဆလတ်င်းစမဲသတင်းကတော့တရုတ်နိုင်ငံဆိုရာကထောက်ပံ့တဲ့ပစ္စည်းများ73ကျင်းများအဖြစ်ရောက်ရှိလာတဲ့သတင်းမင်္ဂလိငလျင်ကြီးတန်းတင်ဒေသများအတွက်တရုတ်နိုင်ငံမှာထောက်ပံ့လူဒဏ်နဲ့အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ73ကျင်းများအဖြစ်မေလ9ရက်ကရန်ကုန်မြို့ရှိတေလဝါစိတ်ကန်းသို့ရောက်ရှိလာကြောင်းသိရပါဗျ။ အစောပိုင်းထောက်ပံ့ပစ္စည်းများအားမေလဆယ်ရက်နေ့ပိုင်းကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံမှတန်မှုမစ္စတာဦးရန်တောင်ဖင်ကရန်ကုန်တိုင်းအစိုးရအဖွဲ့တရံစတာရှေယဝင်းကြီးဦးစောဝင်းထံလွှဲပြောင်းပေးရကြောင်းသိရပါတယ်တရုတ်နိုင်ငံအစိုးရမှ73ကြိမ်များအဖြစ်ထောက်ပံ့လှူဒါန်းတဲ့ပစ္စည်းများမှာ River Fike House နဲ့ Sasabri ဘောကပေါင်း1586ဆုံးဖြစ်ကြောင်းသိရပါရရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့မြန်မာတရုတ်ချစ်ချစ်ရေးအတင်းဘဟုနဲ့မိဖအတင်းအဖွဲများကုမ္ပဏီများနားလည်မှုစာချုပ်လားလက်မှတ်ရေးထိုးတဲ့တဲ့ရင်မြန်မာတရုတ်ချစ်ကြည်ရေးအသင်းဘဟုနဲ့မိဘအသင်းအဖွဲ့များကုမ္ပဏီများချစ်ကြည်ရေးပူပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာကိုမေလ၁၀ရက်နေ့စနေနေ့ကလက်မှတ်ရေးထိုးကြကြောင်းသိရပါဗျ။ အခမ်းအနားတွင်မြန်မာတရုတ်ချစ်ကြည်အသင်းဘ ਹੁ ဥက္ကဋ္ဌဦးတင်ဦးနှင့်တာဝန်ရှိသူများမိဖအသင်းအဖွဲ့များကုမ္ပဏီများမှဥက္ကဋ္ဌများကချစ်ကြည်ရေးမိဖပူပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာများကိုအပြန်အလှန်လက်မှတ်ရေးထိုးကြကြောင်းသိရပါရရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရခိုင်တိုင်းဒေသကြီးအတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန် ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။